ဝင်းမွန်ရွှေရဲ့အမျိုးသားတပ်တော်ချမ်းသာကြွားဝါနေရဲ့ Novo Chit Tu ရဲ့အမကန်းပိုင်ဆိုင်မှုများပရိသတ်များလုံးမင်္ဂလာပါရှင့် Sally Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်းသမီးကျော်ဝင်းမွန်ရွှေရဲ့ခင်မွန်းတဲ့ခရိုနီတထေးကြီးကိုနိုင်ဖြူကျော်ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားသလိုနိုင်ငံခြားမှလည်းလုပ်ငန်းတွေကိုဦးစီးလုပ်ကိုင်နေခဲ့သူတစ်ယောက်ပါ။ လက်ညှိုးထုံးမလွှင့်အောင်ချမ်းသာကြွယ်ဝတဲ့ကိုနိုင်ဖြိုးကျော်ကိုရရှိထားလို့အာလုံကတော့ဝင်းမုံရှိကိုအားကျနေကြတဲ့ချိန်မှာကိုနိုင်ဖြိုးကျော်တဲ့အများကြီးချမ်းသာကြွယ်ဝတဲ့ခရိုနီတထေးကြီးကိုပိုင်ဆိုင်ထားတဲ့နောက်ထပ်မင်းသမီးတလက်ပေါ်ထွက်လာခဲ့ပါတယ်။ဒီမှာကတော့တခြားမဟုတ်ဘဲလက်ရှိမှာအရန်နာမည်ကြီးနေတဲ့မင်းသမီးကျော်နော်ဖိုရီတာပါ။နော်ဖာရတာကမကြခင်မှာပဲသူမရဲ့ချစ်သူဖြစ်တဲ့ခရိုနီတထေးကြီးကိုထက်ခံဝင်တဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပပြုလုပ်တော်တော်မှာပါ။ ကိုတက်ကံဝင်းဆိုတာကတောင်ယုံတန်ယုံတော့မဟုတ်ဘဲပြည်သက်တွေအားကြနေရတဲ့ဝင်းမုံရှေးရဲ့ခင်ပွန်းတဲ့ကိုနိုင်ဖြိုးကျော်ထံအစာပေါင်းများစွာပူပြီးတော့ချမ်းတာတဲ့သူတယောက်ပါကိုတက်ကံဝင်းကအခုမှအသက်30ရွယ်သာရှိသေးပေမဲ့အရန်ကိုချမ်းသာကြွယ်ဝပြီးတော့စီးပွားရေးအမြင်ရှိသူလည်းဖြစ်ပါတယ် မိဘတွေပိုင်ဆိုင်တဲ့အမွေအနှစ်တွေကိုပို့ပြီးတော့တိုးပွားအောင်လုပ်နိုင်တဲ့အတွက်ဘီလီယံနာတထေးကြီးဆိုတဲ့ဘွဲကိုတောင်မှခံယူထားနိုင်ခဲ့ရပါသူရဲ့ကိုပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Hey Play ကလည်းမြန်မာနိုင်ငံမှာနာမည်အကျော်အကြားဆုံးစာရင်းဝင်ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ် ။ဒီကုမ္ပဏီကနေပဲ Novel ရထားတဲ့ရုပ်ရှင်ဇက်ကားတွေဇလံတွဲတွေများစွာကိုဖန်တီးထုတ်လုပ်ပြီးတော့ရိုက်ကူးပေးနေခဲ့ရပါဒါတည်းမကပါဘူး။သူကဆန်လုပ်ငန်းပြောင်းလုပ်ငန်းတွေကိုလည်းတခြားသောစီးပွားရေးလုပ်ငန်းတွေကိုလည်းမြန်မာနိုင်ငံအနှံအပြားမှာတိုးချဲ့ပြီးတော့လုပ်ကိုင်နေတဲ့သူတယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအကြီးအကျယ်ဆုံးဆိုတဲ့ဆန်ကိုတောင်ကြီးတွေကိုပိုင်ဆိုင်ထားပြီးတော့နိုင်ငံတကာနဲ့ကုသရေးဝယ်မှုတွေကိုပြုလုပ်နေခဲ့ရပါဒါကြိမ်မကနာမည်ကျော်ကားကုမ္ပဏီကြီးတစ်ခုကိုလည်းပိုင်ဆိုင်ထားခဲ့ပြီးတော့နိုင်ငံသားကနေတင်သွင်းတဲ့ကားတွေကိုမြန်မာနိုင်ငံမှာဖြန့်ချီလို့ရအောင်ကိုယ်စားလှယ်ရယူထားခဲ့သူလည်းဖြစ်ပါတယ်ကိုထခိုင်ဝင်းကပြည်သက်တွေအလုံးအသုံးပြုနေကြတဲ့ Oridu ကုမ္ပဏီရဲ့အတ္တိကရှယ်ယာဝင်တတိယကြီးတယောက်လည်းဖြစ်ပါတယ် ရှယ်ယာတွေကအရန်များပြားတာကြောင့်နောက်ပိုင်းမှာဆိုရင်ကုမ္ပဏီကြီးတစ်ခုလုံးကိုသူတယောက်တည်းပိုင်ဆိုင်သွားတော့မယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာဒီလိုမျိုးစီးပွားရေးလုပ်ငန်းတွေကိုအများအပြားချုပ်ကင်ပြီးတော့ဦးစီးနိုင်ရုံသာမကနိုင်ငံသားမှလည်းသူရဲ့ပိုင်ဆိုင်မှုတွေကအများကြီးရှိနေပါသေးတယ်။မကြခင်နောက်ဆိုသလိုနိုင်ငံသားကိုအလဲပတ်ခီးတွေသွားတက်ပြီးတော့စိန်ခံတင်မော်တွေကိုလည်းဝယ်ယူထားခဲ့ပါတယ်။တကယ်ကိုမှဘီလီယံနာတထေးဆိုတဲ့စီးစိန်ကိုခန်းစားနေခဲ့တဲ့သူတယောက်ပါ။ ဒါကြောင့်လည်းကောင်မလေးတွေဝမ်းဝမ်းလည်နေခဲ့ပေမယ့်အကောင်လုံးထဲကမှမင်းသမီးကျော်နော်ဖော်ရထားကိုရွေးချယ်ပြီးတော့လက်ထပ်တော့မှာပဲဖြစ်ပါတယ်။နောက်ပြီးတော့အားကစားကိုလည်းဝါသနာပါတဲ့ကိုထက်ခိုင်ဝင်းကလက်ရှိမှာရန်ကုန်တိုင်းဘောလုံးအသင်းချုပ်ရဲ့ဥက္ကဋ္ဌတယောက်ဖြစ်တာဝန်ယူထားတယ်လို့လည်းသိရပါတယ်။ဒါကြောင့်ကိုထက်ခိုင်ဝင်းနဲ့ရှင်ရင်ကိုနိုင်ပြိုးကျော်ရဲ့အနေအထားကအတော်လေးကိုသေးငယ်သွားခဲ့ပြီးတော့လုံးဝနှိုင်းရှင်လို့မရနိုင်တော့ပါဘူး။ဝင်းမုံရွှေရဲ့ခင်ပွန်းတဲ့ခရိုနီတထေးကြီးကိုနိုင်ပြိုးကျော်မရှင်နိုင်လောက်အောင်ကြီးကျယ်ခမ်းနားတဲ့ဘီလီယံနာတထေးကြီးကိုထက်ခိုင်ဝင်းနဲ့ ြခဲ့မှလက်ထတော်မဲ့ Novel ရဲ့ထားကိုပရိသတ်ကြီးတို့ရောအားကျနေပြီလားဆိုတာပြောသားခဲ့ပါအောင်ရှင်အစောင်းနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်